အမေရိကန်နိုင်ငံဆန်ဖရန်စစ္စကိုမြို့မှာຫນွေဦးတွန့်လှရေးလှုပ်ရှားသူတွေစုပေါင်းပြီးငလင်ဘေးဒဏ်ခံစားနေရတဲ့မြန်မာပြည်သူတွေအတွက်မီးထွန်းဆူတောင်းပွဲပြုလုပ်ခဲ့ကြပါတယ်။မောင်တူးတင်ဆက်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ Free Burma Action Committee မြောက်ပိုင်းကယ်လီဖိုးနီးယားကဥဆောင်ပြီးငလျင်ဘေးဒဏ်ခံစားနေကြရတဲ့မြန်မာပြည်သူတွေအတွက် မီးထွန်းဆူတောင်းပွဲကိုဆန်ဖရန်စစ္စကိုမြို့မြို့တော်ခမ်းမရှိမှာပြုလုပ်ခဲ့ကြတာပါမြန်မာပြည်လွတ်မြောက်ရေးလွှမ်းမိုးကော်မတီမြောက်ပိုင်းကယ်လီဖိုးနီးယားနေပြီးတော့ ်ဆန်ဖရန်စစ္စကိုစီတီဟောရှင်းမှာကျွန်တော်ညနေ6နာရီကနေ7နာရီပေါ့နော်ဒီ9.5နာရီပေါ့နော်သတိုင်းမှာအခြေပြုတဲ့နာရီပြောက်ထိခိုက်နေတာသွားတဲ့မိသားစုတွေတည်ကြည်သွားတဲ့ကျွန်တော်တို့ရဲ့နိုင်ငံသားတွေကိုဝန်ထမ်းချင်းထိပတ်နေတဲ့ကျွန်တော်တို့ Fever Machine Company မြောက်ပိုင်းကလပ်ပေါ်နေရာဒီပေါ်ဒီနေ့ဆန်ဖရန်စစ္စကိုစီတီဟောရှင်းမှာအာမိထုံးပွဲတော့မိထုံးပြီးတော့ဝန်ထမ်းချင်းထိပတ်မိထုံးပြီးစုတောင်းပွဲဒီဟို ကျွန်တော်တို့တိုက်ဆုံးသွားတဲ့ကျွန်တော်တို့တိုင်းလူပြည်သားတွေအတွက်ကိုကျွန်တော်တို့တွေကလည်းတက်နိုင်များကျွန်တော်စုတောင်းပွဲလေးကိုကျွန်တော်တို့လုပ်ပေးတာဖြစ်ပါတယ်။ဒီကရှင်လင်းပြတ်သားတဲ့မြင်ကွင်းကတော့မရှိတော့ပါဘူး။စေအာနာရှင်တွေရှိနေကြများကျွန်တော်တို့တိုင်းပြည်နဲ့ကျွန်တော်တို့အဖိနှိတ်ခံပြည်သူတွေဘဝကနောက်နေ့50ကြာလဲဒီဘဝဒုရီမုတ်ဒီတဲ့ဘုံကိုဆိုးရတဲ့ဘဝတွေကိုပဲ ကြုံတွေ့ခံစားနေကြအောင်ပါဆိုတာသိကြပါပဲ။ကြပြိုင်နေမှာပဲ154ကြိမ်မြောက်စင်ဆက်မပြတ်ဆန်ဖရန်စစ္စကို လူမှုဆန္ဒပြပွဲကိုလည်းပြုလုပ်ခဲ့ကြပါသေးတယ်။ဒီနေ့က2029နှစ်ကငင်ထုတ်သွားတဲ့ ဓမ္မပြည့်ရဲ့ဒုက္ခရောက်တဲ့လူတွေအတွက်ကိုနည်းမိထွန်းပူဇော်ပြီးတော့စုတောင်းပွဲလာခဲ့တာပါဓမ္မပြည့်ရဲ့လူတွေကတော်တော်လေးကိုလည်းဒုက္ခရောက်ပါတယ်ကံလဲဆိုးကြပါတယ်ဒုက္ခပေါင်းမြောင်များစွာစစ်ပေးမီအနေရဲ့ဘေးဒီအနေရဲ့ဘေးအခုကငရင်အနေရဲ့ဘေးဘေးပေါင်းများစွာနဲ့ကြုံရတာပါမင်းဘေးလည်းအကြီးအကျယ်ကြုံရပါတယ်အဲ့ဒီအတွက်စိတ်လည်းမကောင်းပါဘူးအဲ့ဒီလာပြီးတော့ဆူတောင်းမွေးလုပ်တာပါဒီမှာပြည်သူတွေလည်းဒီဘေးကနေအမြန်ဆုံးကင်းပါလို့ဆူတောင်းပေးပါတယ်ဟိုးဟိုး ကနိရေရင်လုံးလို့တေဆုံးမရတူလေးအားကြီးရှိတဲ့ကြောင့်မှာသူကမြေကြီးဒီနဲ့ဘုံကျဲပြီးတော့အပြတ်မှုတွေလုပ်တယ်။အဲ့တော့ရေရင်အပြတ်မှုကသူ့လေးကိုဘုံကျဲတစ်ဖက်နေမှုတွေဟာကျွန်တော်တို့ဒီနေ့ငငယ်လုံးတွေကာလာကြီးရဲ့စိုးကြိုးနေတဲ့ပုံပြီးတော့သူကဆိုးသွားတယ်။အဲ့တော့ပြန်နေမှုတော့ရေလုံးမှုတွေမစင်စားမင်းနဲ့ဒီကဲလူတွေမကယ်သေးမင်းနဲ့ဟာမင်းကဒီကနေတော့သူတို့နဲ့စစ်တပ်ကျဲတူတဲ့ပုံတော့လေးထောက်ချတယ်။ဆန္ဒပြပွဲမီထွန်းဆူတောင်းပွဲတွေပါຫນွေဦးဒေါ်လာရဲ့အားစုတွေထောက်ပို့ပြည်သူတွေနဲ့ ကျောင်းသားလူငယ်တွေစုပေါင်းပါဝင်ခဲ့ကြပြီးဝမ်းမြမာကွန်မြူနတီကလည်းငလျင်နန်တဲ့သူတွေအတွက် အလူငွေတွေကောက်ခံခဲ့ကြပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ